ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအကျွေးအမြန်ဆုံးပြန်ရစေတဲ့ရေရရာနီးလေးတစ်ခုအကြောင်းကိုဝေမျှပေးမှာဖြစ်ပါတယ်။ဒီရေရရာဟာအကျွေးရယုံတစ်ခုတည်းတည်းမဟုတ်ပါဘူး။ကျွန်တော်တို့တယောက်ကကိုယ့်ကိုအမျက်တင်သွားလို့မုံတီးသွားလို့ရှိရင်လည်းပဲเนาะသူ့ရဲ့မြစ်တာကိုပြန်လဲရရှိအောင်လည်းဒီရေရရာကိုပြုလုပ်နိုင်ပါတယ်။အဲ့တော့အကျွေးရခြင်းလည်းသုံးလို့ရတယ်။မြစ်တာပြန်ရခြင်းလည်းဒီရေရရာကိုအသုံးပြုလို့ရပါတယ်။ပထမဦးဆုံးဒီရေရရာကိုပြုလုပ်ဖို့အတွက်ကျွန်တော်တို့ ဖန်ခွက်အကြီးလေးတစ်ခွက်လိုပါတယ်ပန်းတွေပါတယ်မှာပါတယ်ဖန်ခွက်ပြောင်းတစ်ခွက်လိုပါတယ်ပြီးရင်ဒီဖန်ခွက်ထဲမှာကျွန်တော်တို့ရေရေရေတန်တန်လေးအပြည့်ထည့်လိုက်ပါရေတန်တန်လေးထည့်လိုက်ပါထည့်လိုက်ပါပြီးရင်အဲ့ဒီဖန်ခွက်ထဲမှာပဲကျွန်တော်တို့ကြောက်စရစ်ခဲလေးတစ်ခဲဦးထည့်လိုက်ပါပြီးရင်အဲ့ဒါလေးကိုမိမိရှိမှခုံမြင့်လေးနဲ့တင်လိုက်ပါမိမိရဲ့မျက်စိရှိပေါ့နော်အဲ့လိုခုံမြင့်လေးနဲ့တင်လိုက်တင်ပြီးတဲ့အခါမှာဒီကြောက်ခဲလေးကိုပဲကြည့်နော်ကြောက်ခဲလေးကိုစိုက်ကြည့်ပါဖြစ်နိုင်မယ်ဆိုလို့ရှိရင်မိမိမြစ်တာပို့ခြင်းတဲ့သူပေါ့နော် အကျွေးရမဲ့လူရဲ့မျက်နှာဒါမှမဟုတ်ရင်မိမိကိုအမုံမုံတီးသွားတဲ့သူရဲ့မျက်နှာပေါ့နော်ကိုယ်ကိုပြန်ပြီးတော့မြစ်တာပြန်မျှသေးခြင်းနဲ့လူရဲ့မျက်နှာပေါ့နော်အဲ့ဒီမျက်နှာလေးကိုဒီကြောက်ခဲနေရာလေးမှာပုံဖော်ပြီးတော့ကြည့်ပါကိုကိုရဲ့တမာတိရှိသလောက်ပေါ့စိတ်အာယုံဖော်လို့ရသလောက်ဖော်ပေါ့ကြည့်ပေါ့နော်ပြီးရင်အဲ့ကြောက်ခဲလေးကိုကြည့်မယ်ကြည့်ပြီးရင်သူ့နာမည်ကိုခေါ်ပြီးမြစ်တာပို့မယ်ဥမာတကူသူ့နာမည်ကကိုလှဖေဆိုကြပါတို့အဲ့တော့ကိုလှဖေကြီးရဲ့ကိုလှဖေကိုမြစ်တာပို့ရမယ်မြစ်တာပို့တဲ့အခါမှာကျွန်တော်တို့အာယုံအကြီးတဲ့6ပါးကိုပို့တာအထူးအောင်ဆုံးပါပဲ။ ဲ့တော့အာယုံကြည်တဲ့6ပါးကိုပို့တဲ့အတွက်ခါမှာကုလဖေရဲ့မျက်စိအမြင်အာယုံအကြည်တက်ကလေးအေးချမ်းပါစေနော်ကုလဖေရဲ့နားအကြားအာယုံအကြည်တက်ကလေးအေးချမ်းပါစေကုလဖေရဲ့နှာခေါင်းရနက်အာယုံအကြည်တက်ကလေးအေးချမ်းပါစေကုလဖေရဲ့ရှာအရသာအာယုံအကြည်တက်ကလေးအေးချမ်းပါစေကုလဖေရဲ့ကိုခန္ဓာအထီးအတွေ့အာယုံအကြည်တက်ကလေးအေးချမ်းပါစေနောက်တစ်ခါကုလဖေရဲ့စိတ်ပေါ့နော်မနော ခံစားမှုအာယုံကြည်တက်ကလေးအေးချမ်းပါသည်အစရှိဖြင့်အာယုံကြည်တက်6ပါကိုကျွန်တော်တို့မြတ်တာလေးပို့ပါအဲ့လိုမြတ်တာပို့လို့ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ28လုံးပရိလေးနဲ့တရဏဂုံ3မှကိုကျွန်တော်တို့28ခေါက်ယူရပါမယ်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိပတိတလုံးချဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိပတိတလုံးချအဲ့လို28လုံးပရိနဲ့တစ်ခါကျွန်တော်တို့စိတ်ရပါမယ်ပြီးရင်နောက်တစ်ချိန်ပြန်ပြီးတော့ကုလဖေကြီးကို မြေတာထပ်ပူရမှာပဲကြောက်ခဲလေးကိုကြည့်ပြီးတော့မြေတာတစ်ခါထပ်ပူပါပြီးရင်နောက်ထပ်တစ်ချိန်28လုံးပရိနဲ့တရဏဂုံ၃မအုပ်ပရိတစ်ဖက်ထပ်စိတ်ပါပြီးရင်နောက်တစ်ချိန်ကြောက်ခဲလေးကိုကြည့်ပါကုလဖေယူရဲ့အာယုံကြည့်တဲ့6ပေါင်းမြေတာပူပါပြီးရင်တရဏဂုံ၃မအုပ်တစ်ခါ28လုံးပရိနဲ့တစ်ဖက်စိတ်ပါအားလုံးပေါင်းကျွန်တော်တို့၃ချိန်လောက်ရပါမယ်အဲ့တော့၃ချိန်မြေတာပူရမယ်၃ချိန်28လုံးပရိနဲ့ကျွန်တော်တို့တစ်ဖက်စိတ်ရပါမယ်အဲ့တော့မြေတာတစ်ခေါက်ပူ28လုံးပရိတစ်ဖက်စိတ် မြင့်တာတစ်ခေါက်ပို့တရဏဂုံ၃မကို၂၉လုံးပရိနေတဘတ်စိတ်မြင့်တာတစ်ခေါက်ထပ်ပို့တရဏဂုံ၃မကို၂၉လုံးပရိနေတဘတ်တဘတ်ထက်စိတ်အားလုံးပေါင်း၃ချိန်ကျွန်တော်တို့ပြုလုပ်ရပါမယ်ပြုလုပ်ပြီးတဲ့အခါမှာကျွန်တော်တို့စံထားပြုပါအဲ့တော့ဘာစံထားပြုရမလဲဆိုရင်ကုလားဖီးစီယာကိုအကျွေးရကျင်တာဟုတ်အဲ့တော့ကုလားဖီးစီယာရစီယာရှိတဲ့အကျွေးတွေအမြန်ဆုံးရပါစေကုလားဖီးလည်းကျွန်တော်ကိုအကျွေးပေးဖို့ရာသူ့မှာငွေကြီးအခက်ခဲအဆက်ဆက်ရာအဆင်ပြေပါစေအဲ့တော့ကုလားဖီးအနေနဲ့ ငွေကြီးအခက်ခဲတွေအဆင်ပြေပြီးတော့မိမိကိုပေးရမယ့်အကျိုးကိုအမြန်ဆုံးဆက်နိုင်ပါစေဆိုပြီးတော့ဆန္ဒလေးပြုလိုက်ပါအဲဒါကတော့အကျိုးရဖို့အတွက်ပေါ့နောက်တော့ကိုယ့်ကိုမုံတီးသွားတဲ့သူကိုယ့်ကိုပြန်ပြီးတော့မေတ္တာမျှသေးခြင်းနဲ့ဆိုရင်လဲအကျွန်တော်ကိုမုံတီးသွားတဲ့ဘသူပေါ့ကျွန်တော်ပုံမှန်ပြန်လဲ၍မေတ္တာစိတ်တွေပြန်လဲပြီးတော့ဖြစ်လာပါသည်အဲကိုယ့်ကိုပြန်လဲပြီးတော့အကြည်တတ်တွေအဲပြန်လဲရရှိလာပါသည်ပေါ့အဆရှိသည့်ဖြစ်ဒါလေးကိုဆူတောင်းပေါ့ဆန္ဒပြုပေါ့နော်ဆူတောင်းတာမျိုးဆန္ဒပြုလိုက်ပေါ့နော်အဲ့လိုလေးပြုလုပ်ကြည့်ပါအဲ့တော့ကျွန်တော်ကတော့ ထိုင်အောင်ချိန်ဖြစ်ပါတယ်အဘဆရာကြီးမင်းသိန်းခါရဲ့တပည့်ရင်တူလည်းဖြစ်ပါတယ်ကျွန်တော်ယခုမန္တလေးမြို့ 59A 1920ရာမှာကျွန်တော်ဗီရင်ဟောကန်လေးဖွင့်ထားပါတယ်ကျွန်တော်ဟိုဆက်သွယ်ပြီးတော့ဗီရင်မင်းမြန်းကျင်ပါတယ်ဆိုရင်လည်းပဲကျွန်တော်ရဲ့ profile မှာကျွန်တော်ရဲ့ဖုန်းနံပါတ်လေးတင်ပေးထားပါတယ်အဲ့တော့ကျွန်တော်ဒီမှာဖုန်းဆက်သွယ်ပြီးတော့လည်းဗီရင်မင်းမြန်းနိုင်ပါတယ်